2025ခုနှစ်လက်ရှိနိုဝင်ဘာလမှာတောက်ကြသားသမီးတွေအတိုက်အခိုက်ရံများတယ်ကန့်နှိမ့်နဲ့ဒုတိယကန့်နှိမ့်နဲ့စာတာရှင်တွေဖြစ်နေတယ်ငွေကြေးကိစ္စလူမွေးပြဿနာ အခက်အခဲရင်ဆိုင်ဖြစ်ခြင်းရတတ်တယ်နိုဝင်ဘာ6ရက်ကနေနိုဝင်ဘာ25ရက်ထိတလနီနီပုံစံများကိုကမကောင်းအတိုက်ခိုက်ရံများတယ်လူမွေးပြဿနာဖြစ်ခြင်းရတယ် စိတ်လုံးရှားမှုတွေများတယ်။ပံ့ပိုးမှုတွေကြောင့်မှစူးစမ်းအထောက်ရမယ်။သို့တော်များလည်းနောင်လာဘက်ဒီဇင်ဘာမှာတော့ကံအကြောင်းလည်းရှိမယ်။နိုင်ငံရဲ့ချားနဲ့ပတ်သက်တာလုပ်ငန်းစီးပွားလုပ်တာပတ်သက်ပြီးကောင်းကျိုးတို့အကျိုးကျေးဇူးခံစားရဖို့စားတာရှိတယ်။စိုက်ပျော်ရေးလုပ်ငန်း၊မွေးဖြူရေးလုပ်ငန်း၊ရောင်းဝယ်ရေးကိစ္စရပ်တင်တာပတ်သက်ပြီးတောက်ကြသားသမီးတွေကောင်းကျိုးထုတ်မယ်။နန်းနယ်လေးဒေါသစိတ်တွေပေါက်ပွဲခြင်းနဲ့စိတ်တွေတတိပြုရမယ်။ အိမ်ဆောင်ရင်မှာတဦးနဲ့တဦးတောက်ကြသားသမီးတွေဟာရှစ်ရှစ်မြတ်တာတရားအရှစ်စစ်အရှစ်မှမြတ်တာတရားရှိပါလျက်နဲ့ဘာမဟုတ်တဲ့ကိစ္စတွေဘာမဟုတ်တဲ့သူတပါးကိစ္စသူတပါးအိမ်ဆောင်တယ်သူတပါးအိမ်ဆောင်ရေးတွေဟာကိုယ့်ရဲ့အိမ်ဆောင်ရေးကိုအနောက်ဆက်လာပေးတတ်တယ်တန်ငယ်ချက်နဲ့ပတ်သက်တာဆန်ရွှဲမှုခင်မင်းနဲ့မိတ်ဆွေတွေနဲ့ပတ်သက်ပြီးဆန်ရွှဲမှုဒါကြောင့်သူတပါးအိမ်ဆောင်ရေးပြဿနာဟာ ကိုအိမ်တော်ရဲ့ပရိပခပြဿနာဖြစ်သွားနိုင်လို့အစစအရာရာတတိပြုပေးဖို့ဂယူးဆိုင်ပေးဖို့အမားမခံဖို့ပြဿနာအဝဲမခံဖို့စာအထုမြတ်တာရက်ခတ်ကြတယ်တောက်ကြသားသမီးတောက်ကြသားကပဲဖြစ်စေတောက်ကြသမီးရဖြစ်စေအထုတို့တပါအိမ်တော်တဲ့တဘာတော်မိတ်ဆွေအပေါင်းအသင်းတို့ရဲ့ဇနင်းမောင်နှံတွေရဲ့အိမ်တော်ရဲ့ပရိပခပြဿနာစလင်းစားကပြဿနာကိစ္စတွေဟာကိုယ်အိမ်တော်ရင်းမှာ နေရင်ထိုင်ရင်ငုံမီလောင်တတ်တဲ့မလိုလားအတက်ပြဿနာကြီးထွားတတ်တဲ့အတွက်ဖြေရှင်းတာခံယူတာဝင်ခံတာလိုင်းနဲ့ဖြေရှင်းဆောင်ရပေးတာလေလုံးဝမလုံတဲ့လားတောက်ကြသားသမီးအိမ်တော်ရေးပရိပခရှစ်ရှင်းမြတ်တာအစီအကံစာတာကံနေငယ်အစီအကံမကောင်းအစီအကံတို့နဲ့ပတ်သက်ပြီးညံဖြစ်လာပြီးကြုံညာတတ်တဲ့လားတလားဖြစ်နေတယ်အထုကယူဆိုင်ပေးဖို့တရီထားနိုင်ဖို့တရီပြုတ်ပေးဖို့ဆရာအနေနဲ့ မြတ်တာရက်ခံဗျာစေတောက်ကြသားသမီးများခမညာဂျာမားရေးကံဂျာမားမှာဂျာမားရေးစာတာပိုင်းမှာအစုပ်နှလုံးချောင်းစုပ်ရင်ကျက်မကောင်းဥထုပြောင်းရာသီပြောင်းနေမှာလဲကြုံညာတက်တယ်နာရီယူတာချောင်းစုပ်ရင်ကျက်တာအပူအေးမှများတာတွေကြုံညာတက်တယ်စာပြောရေးမွေးဖြူရေးတို့နဲ့ပတ်သက်တဲ့လုပ်ငန်းတွေတက်တောင်းတက်ရအောင်ကောင်းချုပ်ပြဖို့စာမြင့်နေတယ်ဒီတက်လာ နိုဝင်ဘာလတစောင်းမုံလာမြတ်မှာအကျိုးပေးမယ်ကိညာဏ်နဲ့6ကိညာဏ်3ကိညာဏ်6ကိညာဏ်9ကိညာဏ်နဲ့ဟာတတောင်းတတရားမှာဤကိညာဏ်တွေဟာကောင်းကျိုးကိုစပြန်လဲစီပါကံတက်ရမယ်တတ်နေငယ်တွေတနန်းလာတောက်ကြနေတဲ့အလိုက်ထဲမှာမိမိတို့နဲ့ပတ်သက်တဲ့တောက်ကြနေမိမိတို့နေအိမ်၌ဖြစ်ဖြစ်ဖျားစေတီတို့၌ဖြစ်စေမိမိဝန်းနာတောက်တောက်ကြကြိုးတောင်း၌ အောင်ယူအောင်ယူတပတ်ကမြကတ်လို့ဥစားပိတ်ပိတ်ပါလုံငါးကင်ခံမှာရောဘေးကျန်နှံချက်ကြုံနေတဲ့အခက်ခဲကိစ္စတွေရောပြေပြားပြေးအောင်မြင်မယ်အောင်ယူတပတ်ကမပြမကွက်ကတ်လို့ပါမင်းနဲ့နေအိမ်မှာပဲဖြစ်ဖြစ်ဖျားစေတီဒုံးလိုက်ဖြစ်စေအောင်ယူတပတ်ကမပြမကွက်ကတ်လို့ဥစားချင်းအဖြစ်အတိုင်အခက်အញ្ញံကြုံနေတာတွေတိုက်ခိုက်ရန်လိုနေတာတွေစိတ်ဆင်းရဲတော့ကနောက်ချက်တွေခင်းမယ် အာမခံတာတသက်လမ်းမှန်ရေးထိုးတာတို့တပါအိမ်တော်ကိစ္စမှာပဲဖြစ်ဖြစ်တို့တပါလုံကြီးအမှုခင်ကိစ္စရမှာဝင်ရောက်ဆောင်ရွက်ချက်လုံးဝမလုပ်တဲ့ဘူးနှောင်းဝဲမှာ25ရက်ထက်ဘုံဝါစာတညက်နဲ့နှောင်းဝဲမှာ10ရက်နဲ့25ရက်ကြာလုံးဝစာတညက်နဲ့နှောင်းဝဲမှာပထမအဖတ်ထက်ဒုတိယတတိယအဖတ်တွေပုံမှန်ပြီးတော့ခက်ခက်ခဲရင်နေပြဿနာငွေချေးအိမ်တွင်းရဲ့ကိစ္စတွေရင်ဆိုင်ဖြစ်ရှင်းရခိုင်ရှင်းနေလို့အထုစာကလူဆိုင်ဖန်းတာတော့ ဒီနိုဝင်ဘာတလလုံးစက်တလပိုင်းမှာကံကောင်းမွေးနဲ့အပတ်စံတောက်ကြနေတိုင်းမှာအုံယူတပကမပြတ်မကွက်ကလူပူဆောင်ဆုတောင်းပေးပေးပါအကြံစီတွေရည်ရွယ်ချက်တွေလုပ်ငန်းကိုင်ရန်တွေအများကြီးအောင်မြင်မယ်မွေးရွှေရနဲ့ပတ်သက်တာတွေစိုက်ပျိုးရေးတို့နဲ့ပတ်သက်တဲ့လုပ်ငန်းစီးပွားတွေဟာဓာတ်တောင်းတနေရာမှာ အကျိုးပေးမယ်ထို့မွေးပြူရစိုက်ပျိုးရေးနဲ့ဆက်နွယ်တဲ့အရောင်းဝယ်ကိစ္စတွေ ရောင်ကဝန်ပန်းနေရောင်လားဝန်လန်းနေလဲကောင်းမွန်လာမယ်ကောင်းချိုးပေးမယ်သားသမီးနဲ့ပတ်သက်ပြီးတော့စိတ်ဆင်းရဲတောက ဖြစ်တတ်တယ်သားငယ်သမီးငယ်နေထိုင်မှာကောင်းဖြစ်တာစိတ်ယုံစေကံကုသရတာစိတ်ယုံစေကံတင်ရတာဖြစ်စင်လို့တွေတော့မှာကြုံညာဆုံညာတတ်တယ်တောက်ကြသားသမီးတွေဘူးထုပြောင်းရာတီပြောင်းသမားရေးစားတာအပူအေးမပြတာရှောင်းစို့ရင်ကျက်နာရီယူ အထုကယူဆိုင်ပေးရမယ်ရေရှိုးမာတာအစာအတော့ရင်ချက်ချောင်းစုပ်အစာကယူဆိုင်ပေးရမယ်အစီအစိမ့်ရှောင်းချံပေးရမယ်ဇာအနေနဲ့ဒီတောက်ကြသာသနိဆရာရဲ့မိတ်ဆွေလေတွင်ပြပအနန္တရရဲ့အမြဲတမ်းဆရာရဲ့ဒီခုနှစ်နှစ်ခုနှစ်နောက်ခုနှစ်သာသနိဟောပြောချက်ဟောစတန်နေနာတော်တာဆင်ပေးနေတဲ့မိတ်ဆွေများကိုလည်းခြေစိုးတယ် တောက်ကြသာသမီလေးအခုစာပေးရတဲ့ရတရားလေးကိုလည်းမိသားစုဝင်အားလုံးနာမယ်နဲ့စုတောင်းပြီးတော့နေမှာပဲဖြစ်ဖြစ်တောက်ကြချုံတောင်းဖယားစေတီဒုံလိုက်ဖြစ်စေမပြတ်မကွက်ကလူကူစော်ပေးပေးဒါဆိုရင်ကန်စာတာဂျုံစေးဂျုံနဲ့အညံ့တီအတိုက်ခအပြာစာကြုံနေရတာလေစိတ်အနောက်ဆက်ဒုက္ခလိုနဲ့ကင်းစံဝေးပါမယ်စိတ်ပြောကိုပြောမယ်စိတ်လဲကြမ်းပါကိုလဲချမ်းသာ အောင်မြင်မှုအဆုံဆုံးတော့ဖြစ်ထွန်းလာနိုင်တယ်။ရောင်ရုံကြည်ကြည်မပြတ်မပန့်စောင့်ရပေးဖေးပါလို့စာအနေနဲ့အထုမေတ္တာရက်ခံပါရစေ။ကျွန်တော်များပုံနဲ့တော့ပြည်တဲ့စာရန်နိုင်ထွန်းရန်ကုန်မြို့မှာနေထိုင်တဲ့ဆရာရဲ့ပြည်တဲ့ဟောကန်ဒိသာမဆိုလို့ရှိရင်တာကီတာ၆တိုင်မတ်တိုင်ကပီတန်မကတ်ကြီးရဲ့ဘေး ACD လမ်းထဲမှာတိုင်နံပါတ်200နဲ့ကုန်ညင်ညင်ထက်ဓမ္မပဒံပေါ်မှာမင်းနန္ဒလာမကြီးရှိတဲ့ ကမောစာပရင်နောက်ကျောင်းမှာဇေယျခုနှစ်နှစ်ခုနှစ်နာခုနှစ်သားသမီးကန်စာတာဟော့စတယ်ကိုမန်နဲ့9နိုင်မှညနေ9နာရီထိခုနှစ်နှစ်ခုနှစ်နာခုနှစ်သားသမီးတို့ရဲ့အတွက်အိမ်တွင်းကြာမာရေးစိတ်ပွားရေးမိသားစုရေးအမြင်ပေးနော်အိမ်တိုင်းတို့ပနဲ့ရကျောင်းဆောက်အိမ်တက်မင်္ဂလာအခအားလုံးရွေးချယ်ဆစ်ဆစ်ပေးလျက်ရှိပါတယ်တန်မြတ်ဖြင့်ကိုဝင်ဆောင်မိခင်တန်များဖွဲ့မွေးမယ် ော်ဝင်ဆံမိခဲလောင်းများကိုလည်းပဲနေတိမြည့်ရက်ဝိပရကောင်ရက်မြက်ဂျက်တိတ်တို့ကိုလည်းရွေးချယ်စစ်စစ်ပေးလျက်ရှိပါတယ်။ဇာတာဒီတင်မင်းများတို့လည်းပြည်တွင်းပြပအနက်နဲ့ရက်ရက်ဘေးတင်မိဘေးတင်ကန်စာတာစစ်စစ်မင်းများတို့ရဲ့မိတ်ဆွေများဘုံရခွန်းနဲ့တက်ကြရလာမယ်နင်းနာလေးတွေပေးအပ်ပြီးတော့မင်းများလို့ရတယ်ညံမှုတော်ကအဖြစ်တော်ကို3000ကျပ်အသိစိတ်ဟောပြောတယ်ဖရာရတရားတရားရတရားစပေးတယ်ကံပွင့်လက်ပွင့် လုပ်ငန်းကဏ္ဍကြတရားတို့ကိုလည်းစင်မှန်ဆောင်ရွက်ညွှန်ကြားပြသပေးပေးတယ်။ဆိုင်ရင်ပေးသွင်းထားသူကိုသာဆရာလက်ခံဆွေးနွေးဟောပြောပေးလက်ရှိပါတယ်။နေစင်နဲ့အမျှဆိုင်ရင်ပေးသွင်းကြတဲ့မိတ်ဆွေတွေအနက်နဲ့ရရမှမင်းမြတ်နေသားသူများရဲ့ရန်ကုန်မြို့နဲ့အနီးနားတဝိုက်မြို့ရွာများဆရာထအမြဲတမ်းလာရောက်ဆွေးနွေးမေးနေတဲ့ထမင်းဆောင်ခနဲ့သားသမီးများကိုလည်းအထူးဆရာအနေနဲ့ကျေးဇူးတင်ချေချောင်းကိုလည်းထပ်မံပြောကြပါရစေ။ ဆရာထံဆွေးနွေးမေးမြန်းလိုချတဲ့မိတ်ဆွေများဆရာရဲ့ကိုင်ဆောင်ထားတဲ့ဖုန်းနံပါတ်မှာဆိုလို့ရှိရင်39ကို45ကို39လေးခွန်39ကို95လို့6တိန်9တို့ကိုဒိုင်းရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်အခုလာမယ်တောက်ကြနေမှာဆိုလို့ရှိရင်တောက်ကြသားသမီးများဟာအုံယူဓဘကံမပြမကွက်ကတ်လို့ပို့ဆောင်ပေးခြင်းအဖြစ်ကံစာတာဂျိုစေဂျုံနဲ့မကောင်းတော့အခက်အညံ့များအားလုံးပြေပြောက်ပါပြောက်ပြီးတော့ အကြံစီတွေရည်ရွယ်ချက်တွေရင်မှန်းချက်တွေအားလုံးအောင်မြင်နိုင်ပါစေလို့ကျွန်တော်များပုံနဲ့တော်ပြီးတဲ့ဆရာရနိုင်ထွန်းရောင်ကုန်မြို့တော်မှခုနှစ်နှစ်ခုနှစ်နှစ်ခုနှစ်သားသမီးအားလုံးကိုလည်းကိုစိတ်မြဖြာချမ်းမှသာသာပါစေကြောင်းဆုံးမကောင်းဆုတောင်းမြတ်တာဘုဒ္ဓအပ်ပါတဲ့ခုနှစ်သားသမီးအားလုံးချမ်းမှသာသာတော်မူကြပါစေ။